ရန်ကုန်တိုင်းမော်ဗီမြို့နယ်ရှိစစ်ကောင်စီရဲ့ Leaders ခံဌာနချုပ်တိုက်ခတ်ခံရပြီးစစ်ဗိုလ်တဝက်ပါဝင်2ဦးသေဆုံးခဲ့ပါတယ်။မော်ဗီမြို့နယ်ရှိ Leaders ခံဌာနချုပ်ကိုဇွန်လ9ရက်ည9နာရီခန့်မှာပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military CRDF တပ်ဖွဲ့ကအသေးခံ drone နေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ညက Lady Tat 16အရှိကနေလူနာတွေကိုကားနဲ့ခေါ်ထုတ်သွားတာတွေ့ရတယ်။ Ambulance ကားတွေပါ3မီလာခေါ်ထုတ်သွားတာတွေ့ရပါတယ်လို့ မော်ဘီလေတဲ့အနီးနေထိုင်သူတူက ARR Times ကိုပြောပါရယ်။အိုတိန်တွင်းရွာစစ်စင်ရေးအဖြစ်ရေဒီယိုလိုင်းနောက်ဆက်ဂျမ်းမာကြော်ပြတ်နိုင်တဲ့အစစ်မြေအသေးကန်ဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့လေဒန်စခန်းရဲ့ကင်းစင်ကိုထိမှန်ပောက်ကွဲခဲ့ပြီးစစ်ဗိုလ်မိုးဝေကျော်နဲ့စစ်ကောင်စီတပ်သားဖြိုးကိုကိုတို့တေဆုံးသွားတယ်လို့သတင်းရင်းမြစ်စီကသိရပါရယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့မေလ၁၂ရက်နေ့ကသခိုင်းတိုင်းဓပရင်မြို့နယ်အိုးထိန်တွင်းရွာစတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့လို့ အသက်9နှစ်ကနေ16နှစ်အတွင်းကလေးငယ်တွေနဲ့ဆီယာမအပောင်ဝင်24ဦးသေဆုံးပြီးကျောင်းနေအရွယ်ကလေးတရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီအိုးတိမ်တွင်းရွာစစ်စင်ရေးဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military SRDF နဲ့ရွှေဘိုခရိုင်အမှတ်15တရင်တို့ကပူးပေါင်းပြီးလေရက်ဌာနချုပ်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ရဲ့မိသားစုဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။